မင်္ဂလာပါအဲ review လေးမှာကျွန်တော်ပြန်လဲ sharing လုပ်ပေးချင်တဲ့အကြောင်းအရာလေးကတော့ကိုယ့်ရဲ့ Facebook account ထဲကကိုယ့်ရဲ့ friend တွေထဲမှာပေါ့နော်ကိုယ့်အတွက်အကျိုးမရှိတဲ့ friend တွေကိုရှင်းထုတ်တဲ့နေလမ်းလေးကို sharing လုပ်ပေးမယ်အဲတချို့မိတ်ဆွေတွေက account တွေသိနေတာပေါ့နော် account တွေ log ချနေတာပေါ့နော်အဲဒါမျိုး account တွေကိုလည်းအဲကျွန်တော်ရဲ့မိတ်ဆွေတွေကရှင်းထုတ်ပေးဖို့လိုအပ်တယ်ပေါ့နော်ကိုယ့်မှာ friend 9000ပြည့်သွားပြီဆိုရင်ရှင်းထုတ်ပေးဖို့လိုအပ်တယ်โอเคဒီလိုမျိုးရှင်းဖို့ဆိုရင် Facebook ထဲကိုဝင်မယ် အဲပြီးသွားရင်ဒီဘက်ကကျွန်တော်မြပြတာတဲ့ profile လေးကိုတစ်ချက်ထည့်နေမယ်။ Okay ပြီးသွားပြီနည်းနည်းဆွဲတင်လိုက်မယ်။ဆွဲတင်လိုက်ပြီးတော့အဲဒီနေရာမှာကျွန်တော် wipe ပြတာတဲ့နေရာလေးကိုတစ်ချက်ထည့်နေလိုက်မယ်။ SEO frame ပေါ့နော်အဲ့ဒီနယ်လေးကိုတစ်ချက်ထည့်နေမယ် okay ဒီနေရာမှာဒီတိုင်းလေးပေါ်လာမယ်ပေါ်လာမယ်ဆိုရင်ဟိုဘက်ကအပြာလေးကိုတစ်ချက်ထည့်နေလိမ့်မယ်အဲ manage ထဲကိုတစ်ချက်နှိပ်မယ် โอเคဒီလိုမျိုးပေါ်လာတယ်ဒီလိုမျိုးပေါ်လာမယ်ဆိုရင်ဒီနေရာမှာကျွန်တော်ရင်းပြချောကိုလိုက်ရှယ်ကွန်မန့်မပေးတဲ့အကောင့်တွေကိုရှင်းထုတ်ဖို့အတွက်အပေါ်ဆုံးအကြောင်းလေးပေါ့နော်အဲတစ်ချက်နှိမ့်လိုက်မယ်โอเคဒီတိုင်းပေါ့ဒီတိုင်းနှိမ့်လိုက်ရင်သူကဒီလိုမျိုးပေါ်လာမယ်နော်ဟာဒီမှာဒီအကောင့်တွေကဒါသူတို့အကောင့်တွေသိနေတာလည်းဖြစ်နိုင်တယ်အကောင့်တွေလော့ချနေတာလည်းဖြစ်နိုင်တယ်ပေါ့နော်အဲမသုံးတော့တဲ့အကောင့်တွေလည်းဖြစ်နိုင်တယ်ဒါဆိုရင်ကျွန်တော်ရင်းပြချောမှာ plan 9000ပြည့်နေတယ်ဆိုရင်လည်းရှင်းထုတ်ပေးလိုက်ပေါ့နော် အဲဒီမှာလည်းဖတ်လို့ရတာဗောနော်ရက်60အသိန်းမှာ3လတော့အသိန်းမှာကျွန်တော်တို့တင်လိုက်တဲ့ပို့တွေကိုအဲလိုက်လည်းမပေးအသက်လည်းမပေးဘာမှဗောနော်ဘာဆိုဘာမှဝိုင်းပြီးတော့မလုတ်ပေးတဲ့တငယ်ချင်းတွေဗောနော်အကျိုးမရှိတဲ့မိတ်ဆွေတွေဖြစ်တယ်ဗောနော်ဒီမိတ်ဆွေတွေဆိုရင်အကောက်ထဲမှာမထားပါနဲ့ရှုပ်ပါတယ်ရှင်းထုတ်လိုက်ပါ150နဲ့2ယောက်လုံးဗောနော်အဲကျွန်တော်ကတော့အကုန်လုံးရှင်းထုတ်ပါဗောနော်โอเคရှင်းထုတ်ဖို့ဆိုရင်တယောက်ချင်းနဲ့ရှင်းထုတ်လို့ရတယ်နော်အဲ့တရားချင်းရှင်းလို့မှာဆိုရင်ဘေးကကျွန်တော်တို့က UN ဖန့်လို့ရှိတယ်เนาะကျွန်တော် wipe ပြမယ်အဲ့ဒီနေရာလေးကိုနှိမ့်လိုက် အဲဒါကတော့စိတ်ကြဲတယောက်ချင်းယူပြီးတော့ရှင်းထုတ်တာပေါ့နော်အဲသူ့ကိုတစ်ချက်နှိမ့်လိုက်အဲနှိမ့်လိုက်ရင်ဒီလိုမျိုးပေါ်လာမယ်ပေါ်လာမယ်ဆိုရင်ဒီဘက်ကအပြာလေးပေါ့နော်ဟာ UN front ကိုတစ်ချက်နှိမ့်လိုက်တာ ਨੇ အဲဒါကသူ့ကထွက်သွားပြီပေါ့နော်50နှစ်အောင်ဆို50တယောက်ပဲကျန်မယ်အဲအခုလိုမျိုးပေါ့နော်စိတ်ကြဲတယောက်ချင်းယူချင်လို့ရတယ်โอเคဒါမှမဟုတ်လို့ကျွန်တော်ရဲ့မိတ်ဆွေကအကုန်လုံးကိုလုပ်မယ်ဆိုရင်လည်းလုပ်လို့ရတယ်အကောင့်ဆုံးကတော့အကျိုးမရှိတဲ့အကောက်ကတော့ Facebook အကောက်ထဲမှာမထားပါနဲ့ဘာမှလည်းမထူပါဘူးအကုန်လုံးနိုင်အဲကျွန်တော်တို့ UN front လုပ်လိုက်တာကောင်းတယ်ဖြုတ်လိုက်တာကောင်းတယ်ပေါ့နော်โอเคဒီလိုမျိုးလုပ်မယ်ဆိုရင်လည်းဟုတ်ပေါ်က ကျွန်တော် wipe ပြထားတဲ့နေရာလေးကိုတစ်ချက်နှိမ့်လိုက်မယ်။ Okay အဲ့ဒီနေရာနှိမ့်လိုက်ရင်ဒီလိုမျိုးအကွက်လေးပေါ်လာတာပေါ့နော်။ဟာဒီအကွက်လေးထဲမှာ152အောင်လုံးအကုန်လုံးချစ်ပေါ့နော်။အဲအကုန်လုံးလက်ချစ်ကျွန်တော်ကတော့ချင်းပြတော့နော်။ဗီဒီယိုရှည်တော့မှကြောက်တော့ Okay ချစ်ပြီးသွားပြီဆိုရင်ဒီအောက်ကအပြာလေးပေါ့နော်။အဲကျွန်တော် wipe ပြထားတဲ့အဲ UN friend ပေါ့နော်။အပြာလေးကိုတစ်ချက်နှိမ့်လိုက်မယ်။နှိမ့်လိုက်ဆိုရင်ပြီးသွားရင်ဒီလိုမျိုးထပ်ပေါ်လာမယ်။အဲထပ်ပေါ်လာမယ်ဆိုရင်အပေါ်ကနေရာလေးပဲနော်။ဟာဒီနေရာလေးပဲတစ်ချက်ထပ်နှိမ့်လိုက်။ โอเคแท้นี้ไล่ไปဆိုရင်တော့ဒါသူကထွက်သွားပြီဗောနော်ဟာတကယ်တမ်းကတော့ကိုယ့်အတွက်အကျိုးမရှိဘူးဆိုရင်တော့ဖုံးလေးပါတယ်ဖုံးရှုပ်ပါတယ်အဲဒီလိုမျိုးတငယ်ချင်းတွေကလည်းလုံးဝမထားပါနဲ့အပြတ်တာရှင်းတယ်ဗောထုတ်ပြလိုက်ဗောနော်အဲကျွန်တော်ကတော့150နှစ်အောင်လုံးထုတ်ပြလိုက်မှာဟာပြီးသွားပြီဗောနော်โอเคဒါကတော့ကျွန်တော်ရဲ့မိတ်ဆွေတို့အဲတချို့မိတ်ဆွေတို့ဆိုရင်ဒီနေရာမှာအဲကိုရအောက်တယ်မှာ9000ပြည့်နေပြီးတော့ဘယ်အောက်ကတည်နေမှန်းသိဘယ်အောက်ကိုရွေးချယ်ဖြုတ်ရမှန်းမသိဖြစ်နေတဲ့မိတ်ဆွေတွေတော့ဗောနော်အဲ sharing လုပ်ပေးခြင်းဖြစ်ပါတယ် โอเคဖရန်9000ပြည့်နေတယ်ဆိုရင်ကိုယ့်အတွက်အကျိုးမရှိတဲ့ကောက်တွေဒီနေရာမှာလာကြည့်ပြီးတော့အားလုံးကိုရှင်းထုတ်လိုက်ပါဟုတ်ကဲ့